ခုကတော့ဒီမှာမလေးနိုင်ငံကဒီချက်တဲ့ပေါ့နော်သိရမလား fish curry ချက်ပါမယ်အီကန်ခါရီခါရီအီကန်ပေါ့နော်အီကန်ဆိုတော့ငါ့ကိုပြောရပဲဖြစ်ပါတယ်အဲ့တော့ငါးကာရီရင်ချက်မယ်လို့ရှင်ငါးကာရီရင်ချက်ပါမယ်အခုကဒါခရမ်းသီးနဲ့ငါဥနီကိုထည့်ပြောင်းနေပြီးအင်စီတက်ပါတယ်ဒါကတော့ချက်တဲ့အပူကြီးပါငါကတော့ချက်တဲ့ခူကြီးပါ လို့ရှိရင်ခရမ်းကျင်ကြီးတို့ရုံးမူတီကြီးတို့လည်းထည့်မှာပေါ့နော်ဒီမှာပါခရမ်းကျင်ကြီးရေရုံးမူတီကြီးရေပေါ့နော် ပြည့်တင်ထားတော့ငါပေါ့နော်ငချင်းပေါ့နော်ဆက်ဆက်မှာပဲဖြစ်ပါလေပြီးတော့ဒီအမှုံလေးထည့်ချက်မှာပေါ့နော်ဒါကတော့ curry powder ပေါ့နော်ဒီ curry powder လေးထည့်ချက်ပါမယ်

အနေထားပုံမူတည်ပြီးတော့တည်ထဲပေါ့နော်ပြီးတော့သူကအနှံ့နည်းနည်းရှိတယ်ပေါ့နော်သူ့ရဲ့အမွေးနဲ့နည်းနည်းပြင်းတယ်ပေါ့နော်အားတော့မကြည့်ကြည့်ပါနော်ကြည့်ကြည့်ပါထဲပါလေကြည့်ကြည့်နဲ့ခါလေးပေါင်လာလဲရေဖြော်လိုက်ပါပြီရှင်ဆိုတော့သူကတော့ငါအဲ့ဒီရောက်တော့ပါပြီ ်ငါတော့ငခြင်းဖြစ်ပါတယ်ငခြင်းဟုတ်ပေါ့နော်ဒါစီတက်တာပဲဖြစ်ပါတယ်ငခြင်းစီတက်ပါတယ်ဒီကိုစားစနေမုံနေတဲ့အခါမှာတော့ ငပြာကြီးလေးအနှဲငယ်ထည့်ပြရတယ်ပေါ့နော်ငပြာကြီးလေးအနှဲငယ်ထည့်တဲ့ခါကျမှအရသာချူချူငန်ငန်လေးလေးလေးဖြစ်သွားတယ်ပေါ့နော်ပို့ပြီးတော့အရသာရှိတယ်ပို့ပြီးတော့လည်းမွှေးတယ်ပေါ့နော်ဒါကတော့ငချင်းစီတတာလေးဖြစ်ပါလေခင်းရီးကမနှဲနှောင်းလာပြီနော်ဒါတော့အခုကခရဲပြင်းကြီးကိုထည့်လိုက်ပါပြီခရဲပြင်းကြီးကထည့်ပြီးတော့ဒီတက်တယ်ပေါ့ရှင်စောနာကခရဲပြင်းကြီးနဲ့ယုံမှုတီတီနဲ့ပြီးထားတယ်ခရဲပြင်းကြီးကိုထည့်ပြီးတော့ဒီတက်ပါတယ် ကဲဒါကတော့ခါရီပေါင်တာပေါ့နော်ဆမကမကြီးကြီးနဲ့ဆိုတာလည်းခါရီပေါင်တာထည့်လိုက်ပါပြီကဲခါရီပေါင်တာထည့်လိုက်ပါပြီပြီးတော့ရေအနေငယ်ထည့်ပါရယ်ဒီအနေဦးမွေးနေရပဲရှင်ခါရီပေါင်တာအနံ့ပေါ့နော်မွေးနေရပဲဒါကတော့မလေးရှားမှာဆိုလို့ရှိရင်တော့အများဆုံးပဲဒီဟင်းပုံစံမျိုးကဘယ်မှာရနိုင်လဲဆိုတော့ အမမဆိုင်နေမှာရနိုင်နေပေါ့နော်မမဆိုင်နေမှာဆိုရင်ဒီကာရီဟင်းကိုအဲ့လိုမျိုးဝါပြီးတော့ပြင်းနှဲ့ပြီးတော့ဗောနော်အတီးဒီခရမ်းကျင်ကြီးတို့ခရမ်းသီးတို့ ਨੇ ဗောနော်ဒီငါးကိုအတုံးလိုက်သူတို့ထည့်ချက်တဲ့ပုံစံမျိုးပေါ့ရှင်ဒါအရကျမတို့ကိုယ်အိမ်မှာကိုအာဒီငချင်းနဲ့ချက်စားလိုက်တာဗောနော်သူတို့ဆိုင်မှာကတော့ဒီငချင်းမဟုတ်ဘူးဗောနော်တခြားငါးနဲ့ချက်တာပဲဖြစ်ပါတယ်မမဆိုင်နေမှာရောင်းတဲ့ဟင်းပုံစံမျိုးပေါ့ရှင်ရှင်နေငယ်ထည့်ပါတယ် ဒီအနေနဲ့ထွက်ထဲပါတယ်ပြီးလို့ရှင်တော့မီလေးတင်ပြီးတော့ဗောနော်နည်းနည်းအဖုံးလေးအုပ်ထားမှာပဲဖြစ်ပါတယ်ကျွေးလာစီလာကဲအခုဆိုရင်တော့အိုးဒါတော့ငါခါရီဟင်းပြောနော်ဒီလိုငချင်းအခုဆိုရင်တော့အရန်ကိုထွေးကြိုင်ပြောစားချင်စရာငါ fish curry ဟင်းလေးရပါပြီဒီမှာဗောနော် ဒုံပတိဒီကိုတော့ကျမကအချခံပြီးအိုးမိပိတ်ခံပြီးတမထဲနေတော့နော်ဒုံပတိဒီကတအားကြီးတော့တမဆုံးလို့ရှင်ကဲခုဆိုလို့ရှင်တော့ဒုံပတိဒီလေးလည်းထည့်ပြီးသွားပါပြီရှင်ပြီးလို့ရှင်တော့သူ့ရဲ့အပူချိန်နဲ့ဆိုတော့ဒုံပတိဒီကအနီတော်လေးသွားမယ်ပေါ့နော်ဒါကတော့ဒီမလေးရှားမှာရောင်းတဲ့ခါရီအီကန်ပေါ့နော်ခါရီအီကန်အီကန်ခါရီလို့လည်းခေါ်တယ်ပေါ့နော်။ကဲဒါကတော့မလေးရှားကမမဆိုင်ဒီမှာရောင်းတဲ့ ဟာဒီဒီကပုံစံမျိုးချက်တာပေါ့ရှင်အားလုံးပဲ Bye bye